မင်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှကျေဆွလိုက်ပါရယ်2025ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့ကြာတာပရီနေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစဉ်ရန်ကုန်မန္တလေးလမ်းဟောင်းရှိစစ်တပ်ကိစ္စခန်း9ခုကိုတိုက်ခိုက်မှုစစ်သား10ဦးသေဆုံး မုံရွာဘော်ဒီတထောင် MRTV အတန်းလွင့်တာဝရိုင်းစကန်ကုန်းကိုတိမ့်ပိုင်းမှုရေးဆက်တဦးတည်ဆုံပြီးလက်နက်စဲလက်နဲ့ခဲရဲများရရှိရေးမျိုးနဲ့ကျုံလောင်းရွာဟောင်းတွင်တိုက်ပွဲဖြစ်ပွားပြီးဂျမက်စစ်သား80ခန့်တည်ဆုံဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်။ ဥစွာရန်ကုန်မန္တလေးလမ်းဟောင်းရှိစစ်တပ်ကိစ္စကံခုနှစ်ခုကိုတိုက်ခိုက်မှုစစ်သား၈ဦးသေဆုံးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါရစေ။ပဲခူးတိုင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီကိစ္စကံခုနှစ်ခုကိုတိုက်ခိုက်ချိန်မုံခဲ့ရမှာစစ်သား၈ဦးသေဆုံးပြီးတော်လည်ရဲဘော်တို့အကြာဆုံးခဲ့တယ်လို့မြို့သားညညရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကတင်ထုတ်ပြန်လိုက်ပါရစေ။ဖေဖော်ဝါရီလ25ရက်နေ့နဲ့ဖေဖော်ဝါရီလ26ရက်နေ့တို့တွင်ပဲခူးတိုင်းကြောက်တကားမြို့နယ်ဖြူးမြို့နယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့များအခြေချတဲ့ ဆွဲထားတဲ့စစ်တပ်ကိတ်စခန်း9ခုကိုတော်လင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးခဲ့ပြီး၂ဦးထိခိုက်ခဲ့ကြောင်းတော်လင်းတပ်ဖွဲ့များဘက်မှရဲဘော်2ဦးမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့စီရေးလှုပ်ရှားမှုကိုတိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်ဖွဲ့များကိစ္စခန်းများအနီးဝန်းကျင်သို့မလိုအပ်ပဲတွားရောက်ခြင်းမပြုကြပါရန်တတိပိချက်ထုတ်ပြန်ထားပါတယ်။စစ်စင်ရေးတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသအမှတ်2စစ်ဒေသကွယ်လောက်ရှိအမှတ်3 3ခု3ညာနှစ်တရင်အမှတ်3 5 3ညာနှစ်တရင် Spring Warrior Column တရင်အလောကစစ်ကြောင်းခု8 3ညာ3 EAR စစ်ကြောင်း6 3ညာ3ညာနှစ်စစ်တောင်းစစ်ကြောင်းရန်ကုန်ဘကဖဖြူဘကဖရုနဲ့ KNL တရင်ကိုတို့ကပူးပေါင်း၍တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင် ဆလဘီမုံရဘော်ရီတထောင် MRTV အတန်လွင့်တာဝါတိုင်းစကန်ကုန်းကိုသိမ့်ပိုင်မှုရဲ72ဦးသေဆုံးပြီးလက်နေစလဲနဲ့ KMA ရရှိရဲဆိုတဲ့တဲ့ကိုတင်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းမုံရမြို့နယ် MRTV အတန်လွင့်တာဝါတိုင်းဘော်ရီတထောင်စကန်ကုန်းကိုတိုက်ခိုက်သိမ့်ပိုင်ခဲ့ရမှာစစ်တပ်လက်အောက်ခံရဲ72ဦးသေဆုံးပြီးလက်နေစလဲနဲ့ KMA သိစီရရှိခဲ့တယ်လို့အမှတ်၁စစ်ဒေသကသတင်းထုတ်ပြန်ထားပါရစေ။ဂျပန်နေ့ဖေဖော်ဝါရီလ26ရက်နေ့နက်ပိုင်းမုံရမြို့နယ်ခရက်ကန်ရွာရှိပဲရှိစစ်တပ်လက်အောက်ခံရဲ AR 19ဦးဖြင့် ထိတ်ချုပ်ထားရယ် MRTV အတန်လွင့်တာဝရိုင်းကုန်းဘော်ရီတထောင်စကန်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာရဲဆက်တပ်ဦးသိမ်းဆုံးခဲ့တာလေးဖြစ်ပါရယ်ထို့ပြင်စကန်ကုန်းတွင်မှရဲများကင်ဆောင်ထားသောအုံပြုသော G3 မျိုးစားတနက်၅လက် UZ မျိုးစားတနက်၃လက် M79 အမျိုးစားတနက်၂လက် G3G 2580တောင်း 9MMG 2128တောင်း40မမပုံသေးစေလုံးရှိထွက်မိုင်း၂လုံး G6 ခုနဲ့ TV တလုံးတို့တင်စီရရှိခဲ့တယ်လို့သိရှိ ရပါတယ်။အဆိုပါတိုက်ပွဲအတွက်နောက်မြောက်တိုင်းစစ်ထနာချုပ်နမခမှာ promoter နစီတတဦးလီတက်မှာ MI 35ဒစီဖြင့်လေကြောင်းပစ်ကူပေးခဲ့ပြီးအမတ900ရှစ်မှ105မမ120မမတို့ဖြင့်14ချိန်ခန့်ပစ်ကူတိုက်ခိုက်ပေးခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါတိုက်ခိုက်မှုကတော့မော်ယာခရိုင်ကုကဲရီမှုကုကဲမှုဖြင့်မော်ယာခရိုင်ကုကဲရီရောအဖွဲ့မော်ယာခရိုင် drone တပ်ဖွဲ့မော်ယာခရိုင်လက်နက်ကြီးတပ်ဖွဲ့မော်ယာခရိုင်တရင်146 26 24 29ချောင်းမြို့နယ်ခြေပြုတ်စုဖွဲ့မှု စစ်ကြောင်းစကိုင်း KI တရင်နှင့် drone တပ်ဖွဲ့ GDR မုံရခိုင်ပကပတက်ခိုင်ရေးဖွဲ့ Danger Force LPDF မုံရခိုင်ပကပ drone အဖွဲ့မုံရမြို့နယ်ပကပအရာတော်မြို့နယ်တိုက်နယ်စစ်တပ် drone အဖွဲ့ BLTP ပူးပေါင်းဖွဲ့တို့ကတက်ခိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင် ဆက်လက်ပြီးရေးမြို့နယ်ကျုံလုံးရွာဟောင်းတွင်တိုက်ပွဲဖြစ်ပွားပြီးဂျမက်စစ်သား80ဦးခန့်ထိဆုံးသွားတဲ့တဲ့ကိုတင်ဆက်ပေးကြပါရစေ။မွန်ပြည်နယ်ရေးမြို့နယ်ကျုံလုံးရွာဟောင်းတွင်တိုက်ပွဲဖြစ်ပွားပြီးဂျမက်စစ်သား80ခန့်ထိဆုံးခဲ့က40ခန့်ဒဏ်ရာရရှိခဲ့ကြောင်း KPDF drone တပ်ဖွဲ့တံကသိရှိရပါရစေ။ဇန်နဝါရီလ10ရက်နေ့ကရေးမြို့နယ်အခြေဆိုင်စကခ19လောက်ကန်တရေးများမှာစစ်သားများထုံထုတ်ကအင်အားများပြဖြင့်ကျုံလုံးရွာဟောင်းဘက်သို့စစ်ကြောင်းထိုးရောက်ဝင်ရောက်လာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ရမှာ3ရက်ဆက်တိုက်တိုက် ပွဲပြင်းထန်ခဲ့ပြီးစစ်သား80ခန့်ဒိဆုံးက40ခန့်တိုက်ခိုက်တရရရှိခဲ့တယ်လို့သိရှိရပါတယ်။စစ်ဘတ်တပ်ွဲတွင်သူအမတ်တ316ခလာရ61ခမရ953တရင်များမှဟဝေစာ120မမ81မမ60မမလက်နက်ကြီးဖြင့်ပြစ်ကူပေးနေပြီးနီနာကျေးရွာများတွင်သူပြစ်ခတ်နေမှုကြောင့်ကျုံလောင်ရွာ၊ကျောက်မီကျောင်းရွာပါဝင်အနီးနားကျေးရွာနေပြည်သူထောင်ချီကထပ်ပြီးတိုက်ရှောင်နေရကြောင်းသိရှိရပါတယ်။စစ်ဘတ်ကျန်းပစစ်တပ်စစ်ကြောင်းကိုမွန်ကီယန် PDF တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ရ ဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးအခိုက်အမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးတရဲချောင်းတွေစစ်ကြောင်းထိုးလာတော့စစ်တပ်ကို16ရက်ကြာတခိုင်မှု725ဦးသေဆုံးပြီးလက်နက်လေးနဲ့သင်္ကြန်ရရှိရတဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါရစေ။တနင်္သာရီတိုင်းတရဲချောင်းမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့ဂျမစ်စစ်တပ်နဲ့တွဲလိုင်းတပ်ဖွဲ့များကြား16ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးစစ်သား25ဦးသေဆုံးကလက်နက်လေးနဲ့သင်္ကြန်ရရှိခဲ့ကြောင်းတရဲချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပ်ဖာမှတာဝန်ရှိသူတူထံကသိရှိရပါရစေ။ဖေဖော်ဝါရီလ9ရက်နေ့နနက်9:00အချိန်ခန့်မှစတင်ပြီးတရဲချောင်းမြို့နယ်တရက်နှစ်ခွရွာလန်းစုံကို ဂျမစစ်တပ်ကအင်အား200ကျော်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာစဉ်တလင်းပူပေါင်းတပ်ဖွဲ့များကပြောက်ကြားနေစနစ်ဖြင့်စတင်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရှိရပါတယ်။ဖေဖော်ဝါရီလ17ရက်နေ့မိုးလဲ09:45မိနစ်ချိန်ကတည်းကတရဲနှခစစ်စေးကိတ်စကန်ကိုတလင်းပူပေါင်းတပ်ဖွဲ့ကစနိုက်ပါ40မမပုံသေးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့မိုးလဲ09:30မိနစ်ချိန်ကတည်းကတပ်မြင့်ကြီး းရွာတွင်တက်ဆွေနေတိုင်းသောဂျမ်ဘစစ်တပ်စစ်ကြောင်းကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဖေဖော်ဝါရီလ16ရက်နေ့နနက်9:00နာရီနဲ့ညနေ3:00နာရီချိန်ခန့်တွင်ပိန်တော်ကြီးရွာပန်းချောင်းဖုန်ကြီးကျောင်းတွင်တက်ဆွေနေတိုင်းနေသောဂျမ်ဘစစ်တပ်စစ်ကြောင်းကိုဒရုန်းဖြင့်တမန်ပုံသီးချတိုက်ခိုက်ခဲ့ရမှာစစ်သား4ဦးသေဆုံးခဲ့တယ်လို့လည်းသိရှိရပါတယ်။ဖေဖော်ဝါရီလ19ရက်နေ့နနက်8:00နာရီချိန်ခန့်တွင်ပိန်တော်ကြီးရွာပန်းချောင်းတွင်တက်ဆွေနေတိုင်းနေသောဂျမ်ဘစစ်တပ်စစ်ကြောင်းကိုတလိန်တပ်ဖွဲ့များကဒရုန်းဖြင့်တမန်ပုံကျဲတိုက်ခိုက်ခဲ့ရမှာ စစ်သား၃ဦးသေဆုံးခဲ့ပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဖေဖော်ဝါရီလ27ရက်နေ့နဲ့9နာရီ30မိနစ်အချိန်မှာမိုးလေ3နာရီ30မိနစ်အချိန်ထိအုတ်တူကျေးရွာတွင်တော်လိုင်းတပ်ဖွဲ့များနဲ့ဂျမစစ်တပ်တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်သား၈ဦးသေဆုံးကအများပြားဒဏ်ရာရရှိခဲ့ပြီးစစ်တပ်ဘက်မှအရာရှိ2ဦးလက်ပြည့်၍ထွက်ပြေးသွားပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်မှရဲဘော်2ဦးလက်နက်ကြီးထိမှန်ကကြာဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဖေဖော်ဝါရီလ24ရက်နေ့ည9နာရီချိန်ခန့်တွင်ရန်တောင်ရွာတွင် တဆင်းနေထိုင်နေသောဂျမတ်စစ်တပ်စစ်ကြောင်းကိုတလင်းတပ်ဖွဲ့များကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပြီးရွှေကူကိစကန်ကိုလက်နက်ကြီးများဖြင့်ပစ်ကတ်တိုက်ခိုက်ခဲ့ကြောင်း February 25ရက်နေ့ည8:30မိနစ်ချိန်ခန့်တွင်ရန်တော်ကြီးရွာတွင်တဆင်းနေထိုင်သောဂျမတ်စစ်တပ်စစ်ကြောင်းနှင့်ရွှေကူကိစကန်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်သားလေးဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ရဲတပ်တွေတိုက်ပွဲများတွင်ဂျမတ်စစ်သားများထံမှ MA1 တနက်2လက် G3 တနက်2လက် RPG တလက်နှင့်အခြားစစ်သုံးပစ္စည်းများကိုသိရှိရရှိခဲ့တယ်လို့သိရှိရပါတယ်။ဆိုပါတိုက်ခိုက်မှုကိုတော့ တော်ရခိုင်တပေါင်းစုဖွဲ့ဝင်တရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကပါတရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့တဝဲတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တဝဲတူငယ်လယုံတက်တဝဲနဂါးတက်ခွဲနှင့်တောင်မင်းစစ်စင်ရေးအဖွဲ့တဝဲခိုင်အမတ်တက်ရင် D1 တဝဲခိုင်အမတ်နှင့်တရင် D5 နဲ့ဒရုန်းတပ်ဖွဲ့များကပူးပေါင်းကတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ရှင် ဆက်လက်ပြီးစင်ပေါင်းဝဲမြို့နယ်တွင်သူရဲအုပ်ရဲ92ဦးဆောင်တဲ့ရဲတပ်ဖွဲ့ကသာသနာတစိ့ကားဖြင့်တော်လာနေစဉ်တိုက်ခိုက်မှုရဲသုံးဦးသေဆုံးပြီးတနင်္သာရီတိုင်းစီရရှိရတဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါရစေ။မကွေတိုင်းစင်ပေါင်းဝဲမြို့နယ်တွင်သူရဲအုပ်ရဲ92ဦးဆောင်တဲ့ရဲတပ်ဖွဲ့ကသာသနာတစိ့ကားဖြင့်တော်လာနေစဉ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာရဲသုံးဦးသေဆုံးပြီးတနင်္သာရီတိုင်းစီရရှိခဲ့တယ်လို့တရက်ခရိုင်မင်္ဂတရင်မှာတာဝန်ရှိသူတူထံကသိရှိရပါရစေ။ဖေဖော်ဝါရီလ24ရက်နေ့မိုးလယ်2:39မိနစ်ချိန်ကတွင်စင်ပေါင်းဝဲမြို့နယ်ကျောသာချေရွာနယ်တပည့်စံချေရွာကြား ရင်သူရဲ့ United ဦးဆောင်တဲ့ရင်ကောင်းလိုက်ပါလာတဲ့ကားကိုတွလိန်တစ်ခွေများကအသိဆုံးချတခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်တခိုက်မှုတွင်ရဲတအုံသိဆုံးကနှစ်ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတွလိန်တစ်ဖက်ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။သိဆုံးသားတော့ရဲများထံမှ89တက်လက်၄၀မမပုံသီးနှလုံး MA30 တနက်တက်လက် MA30 G330 တောင်း G3 G320 တောင်းလက်ပြပုံတစ်လုံး၆လုံးပြုတ်တနက်တက်လက်လက်ခိုင်ဖုန်း၅လုံးမှတ်ပုံတင်ကတ်နဲ့ဝန်ထမ်းကများသိရရှိခဲ့တယ်လို့ လို့သိရှိရပါတယ်။ဆိုတော့တိုက်ခိုက်မှုကတော့တရက်ခရိုင်အမှတ်ငါတရင်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဦးနော်ဝတီတို့ကပူးပေါင်းကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရက်ခရိုင်အမှတ်ငါတရင်ဟာစစ်အာဏာရှင်စနစ်အမြင့်ပြတ်သည့်အထိတိုက်ပွဲဝင်သွားပါမည်ဟုကတိသစ္စာပြုရကြောင်းအမှတ်ငါတရင်မှတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်ရှင်။ဒီကနေ့2025ခုနှစ် February လ29ရက်နေ့အတွက်နောက်ဆုံးရပြည်သူတွေများကို Support PDF မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူတော်ရီမွေးဖြစ်ပါတယ်ရှင်။